့ဒါမျိုးလေးတွေဒီမျုံလေးတွေကျွန်တော်ထောင်ရဘူးလားညီလေးမင်းအာခံဘူးတော့ဟုတ်ဒီကောင်နုံ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 ဆင်းပြီးတော့ဟိုမျိုးရှိတာပေါ့အထီးနဲ့မရဲမဟုတ်ဘူးဒီလိုဒီလိုအညိုစင်လေးတွေပါတဲ့ဟာကအမအဲအဲ့တော့ကျွန်တော်တို့ဒီသေးလေးတွေကိုအကောင်ကြီးတွေဖြစ်အောင်လို့ကျွန်တော်တို့ဒါကျိုးဖြီးပြီးတော့မွေးမယ်အဲဘလို့အောင်လာနေပါဖိတ်လို့ခေါ်ပြောစရာခေါင်းလုံးလုံးအားလုံးပဲမင်္ဂလာပါခင်ဗျဘာမီးအင်္ဂလာကနေပြန်လဲကြိုဆိုလိုက်ပါတယ် ျွန်တော်ဒီတစ်ခေါက်မှာကနန်းမွေးမြူရေးပေါ့နော်တနိုင်တပိုင်စီးပွားရေးအနေနဲ့လည်းလုပ်လို့ရတယ်ကနန်းပေါက်ကလေးတွေကိုကျွန်တော်တို့အကောင်ကြီးဖြစ်အောင်လို့အဲမွေးတာပေါ့ဘလို့မွေးလဲဆိုတဲ့ဗီဒီယိုလေးကိုကျွန်တော်အဲတင်ဆက်ပေးပါမယ်ခင်ဗျကျွန်တော်နဲ့အတူတူဆောင်းကလည်းကြည့်စီခြင်းပါတယ်ဘူးစုတာလည်းရတာပေါ့နော် Okay let's go အဲဒါကနန်းအပေါက်ကလေးတွေပေါ့နော်အဲဒီကနန်းပေါက်ကလေးတွေဆိုပြနေတာနည်းနည်းလေးတော့အဲစားလို့တော့ပြောလို့ပြောမှာဆိုစားလို့ရရပေါ့ဒါပေမဲ့ဒါတို့ကျွန်တော်တို့ဒီဟာလေးတွေရအောင်ဈေးမဈေးမရဘူးပေါ့နော်ဒီဘက်မှာ အဲအဲ့တော့ကျွန်တော်တို့ဒီသေးလေးတွေကိုအကောင်ကြီးတွေဖြည့်အောင်လို့ကျွန်တော်တို့ဒါကျိုးဖြီးပြီးတော့မွေးမယ်အဲဘယ်လိုမွေးရတာလဲဆိုတဲ့ဗီဒီယိုလေးကိုကျွန်တော်လည်းအတူတူလိုက်ကြည့်ပါဦးခင်ဗျာကဲဒါတော့အခုဆိုရင်ကျွန်တော်တို့ကနန်းမွေးမဲ့ကန်ကိုစတင်သွားနေပါပြီခင်ဗျာကျွန်တော်တို့ဒါအခုဆိုရင်ကနန်းကိုစတင်ပြီးတော့လွှတ်တော်မယ်ပေါ့နော်ကဲလာနှစ်လ3လလောက်ထိမွေးရတယ်ကြာချင်းရတော့ အလုံးကြီးတဲ့အထိကိုအခုလို့စောင့်ရတာပေါ့နော်အဲအလုံးကြီးသွားပြီဆိုရင်ကျွန်တော်တို့ဈေးပူဈေးပူရရပေါ့နော်ဒါကတော့ဒီကန်လေးဒါနှစ်ဖက်ဟိုဘက်ဒီဘက်အဲတစ်လုံးတစ်လုံးကြီးစီဒါအဲမျှပြီးလို့တာပေါ့နော်ဒီပုံနဲ့ကကနန်းလေးကို သူတို့ကိုဟိုကျွန်တော်ဒီကနန်းတွေပေါ့နော်ဗာအစာတွေကြည့်ရလဲဆိုတော့ကျွန်တော်ငါးကောင်းနေတဲ့ငါးငါးငါးသေးတွေပေါ့နော်ငါးကောင်းနေအဲ့လိုမျိုးတွေးလို့ရတယ်ပေါ့ဒီကောင်တွေကအဲ့ဒါဆိုရင်ပိုပြီးအကြီးမြန်တဲ့ထဲမှာပါတယ်ဒါရေငန်ဒေတာမှာတနိုင်တမိုင်စီးပွားရေးလုပ်ချင်တဲ့အဲလူတွေရှိရင်လည်းဒီနီးလန်းလေးကမစိုးဘူးပေါ့နော်အဲအဲ့ဒါလေးလည်းကျွန်တော်အဲလာမြောက်ပြီးဖြစ်ပါတယ်အစာကတော့ရိုးရှင်းနေဗျငါးကောင်းလောက်ဆိုလို့ရှိရင်ကျွန်တော်ဈေးထဲမှာဒါဟိုဝက်စာတွေပဲတော့ပြုလို့တွေ့ချိုးတက်တော့ဝင်နေတာပေါ့နော်ပေါ့တယ်ပေါ့အဲအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ တွေးလိုက်ရုံပဲလွယ်လဲလွယ်တယ်ပေါ့အစားလည်းဒီကောင်လေးဆိုလို့ရှိရင်အေးကိုတော့တလမကြီးအဒီအေးနှဲလို့ရှိရင်ကောင်အခွန်ချွတ်သွားတယ်ဟိုချွတ်ပြီးတော့ဒါလောက်ဖြစ်သွားဒီဒီအလောင်းကဒါလောက်ဖြစ်သွားဒီလုံးဆိုလို့ရှိရင်တော့နောက်ခံကုန်သူမွေးရနောက်တလတလလောက်ပဲအဲ့ဒါရောင်းခဏရပြီဒါဒါအထီးဒီလိုဒီလိုအညိုစင်လေးတွေပါတဲ့ဟာကအမအနှလုံးကအထီးနဲ့အမကို ခါခွဲနှီးပါကနန်းမရှာဘလို့ကနန်းမရှာအမအမအဘအဘမရှာမရှာဟောအဲ့လို၃မျိုးရှိတာဗောအထီးနဲ့မရတယ်မဟုတ်ဘူးကနန်းလူမာတော်ရှိတာဗောအော်အေးဗောအချောက်လည်းရှိတယ်ဘောပြားလည်းရှိတယ်ဗောမရှာဆိုတော့ဒါဒီကောင်ဘောပြားဗောဘောပြားအလုံးဖုန်းနဲ့ဝက်ခံတယ်အမနဲ့လည်းဝက်ခံတယ်အလုံးအလုံး ကနန်းတော့ကျွန်တော်တို့ဒါလူပါပါတယ်ကနန်းဟိုဟိုလဲရတယ်ဒီလဲရတယ်ကနန်းဖြစ်ကတာတော့မစိုးဘူးเนาะအเจ้าဒါဒီဘုံထဲမှာပေါ့เนาะကနန်းလုံးရီတားများတော့အခုလိုမျိုးဒါအသေးတွေပေါ့ဒါအခုလိုအသေးတွေအသေးလဲဒါဖြစ်သွားတော့เนาะဒါဆိုလို့ရှိရင်ညဒီကောင်နုံ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 စင်းပြီးတော့ဟိုဟာကနန်းစာပြန်ကြည့်လို့မရဘူးကြာအဲ့ဒါပြစ်ချထားလဲစားဟုတ်လားချစ်ချစ်ချထားလဲပြစ်ချထားလဲကြာ အဲကျွန်တော်တို့ဒီမှာဒီကဏ္ဍအသေးကိုလည်းစာရည်ကောင်းနေပြန်ပြီးတော့နိစက်တူသားစာရည်ကောင်းနေပေါ့ရော့ကဏ္ဍညှက်ခံဘူးလားညီလေးမင်းအာခံဘူးတာပေါ့ဟုတ်ကျွမ်းကျင်တဲ့လူကြအဲ့လိုကြီးမညှက်တော့อืมဟုတ်တယ်အဟိုဟိုစလုပ်ခဲ့တဲ့ချိန်တော့ဆိုတော့ဒါပြောမရဘူးညှက်ခံမယ်ဆန်းနဲ့ပောက်သွားပြီอืมမလွတ်မလွတ်တော့တော့တော်တော်နဲ့အင်းညှက်ပြီးခွေခဲ့လက်မချွေချွေခဲ့อืมဟုတ်တယ်လက်မချွေပြီးတော့ဟုတ်တယ် ဒါကတော့ကျွန်တော်တို့เนาะဒါဒီဘက်မှာကနန်းလက်မဒါတစ်ဖက်ကြွေွားတဲ့ကနန်းပေါ့เนาะအဲဒီအကောင်လေးတွေဆိုရင်တော့ဒီကနန်းမျိုးစိတ်လေးတွေကဒါလက်မဒီလိုလေးပြန်ထွက်ပေးတယ်ပေါ့အဲဒီလိုပြန်ထွက်ပေးတယ်ဒီကနန်းလေးတွေကပေါ့เนาะအကောင်ကြီးဆိုရင်တော့ပြန်မထွက်တော့ဘူးပေါ့အကောင်ကြီးဆိုရင်တော့မရတော့ဘူးဒါအင်းဒါကြီးကြာွားဆွေးကုန် အကနန်းနေရာကျွန်တော်တို့အဲဒီလိုပေးနာမှာပိုက်တွေပိုင်းနဲ့ကားရတယ်ဗောနော်အဲပိုက်တွေပိုင်းနဲ့မကားဘူးဆိုလို့ရှိရင်မကားလဲရင်းတယ်လေအဲဒီကနန်းနေရာဒါဟိုထွက်ပြေးတာတွေပိုင်းလဲရှိတတ်တယ်ဗောနော်အဲမွေးမြူတဲ့အခါကျရင်လဲအဲ့လိုမျိုးဒီကောင်တွေကဒီကမ်းပေါ်ကိုတက်ပြီးရှောက်သွားတာဆိုတော့ဒါဒီဒီဒီပိုင်လုံးကကျွန်တော်တို့ဒါဟိုဘက်ဟိုဘက်ကန်ကျွန်တော်ကကနန်းမွေးတဲ့ကန်နဲ့ဒီဘက်နဲ့ဆက်ထားတာပေါ့နော်အဲပိုင်လုံးကိုကျွန်တော်တို့ဒီလိုမပိတ်ထားခဲ့ပဲလေဒီတိုင်းထားခဲ့မှာဆိုတော့ကနန်းတွေကအကုန်ထွက်ကုန် โอเคဒါကတော့ကျွန်တော်တို့ကဏ္ဍတနိုင်တပိုင်းစီးပွားရေးလုပ်လို့လည်းရတယ်ဒါဒီကဏ္ဍတွေကိုအခုလိုမွေးမြူရေးအဲမွေးတဲ့ဗီဒီယိုလေးကိုကျွန်တော်ဘယ်လိုလုပ်ကြလဲဆိုတာလေးတွေကိုလည်းလာပြီးတော့ပြပေးတာပါပြီးရင်ကျွန်တော်တို့ဘယ်လိုပြန်ဖမ်းရမလဲဆိုတာလေးကိုလည်းကျွန်တော်ထပ်ပြပေးဦးမယ်ခင်ဗျโอเค let's go ကဏ္ဍတွေကိုကျွန်တော်တို့အခုလိုမွေးတယ်မွေးပွံကျွန်တော်တို့ဒီတိုင်းဖမ်းလို့မရဘူးပေါ့နော်အဲ့ထဲမှာဆင်းပြီးတော့အခုလိုမြုံနေဒါမြုံချထားတာပေါ့နော်ဒါမျိုးလေးတွေဒီလိုမြုံလေးတွေညာကျွန်တော်ထောင်ရတာပေါ့ โอเคခုနကခဏန်းနေကိုကျွန်တော်တို့မြုံနဲ့ဘယ်လိုထောင်ရလဲဆိုတဲ့ဗီဒီယိုလေးကိုဒီမှာတစ်ချက်ကြည့်လိုက်ဒါအစာပေါ့အမ်ဒါအစာဟုတ်ပြီအစာကိုကျွန်တော်တို့အခုလိုထည့်မယ်လေကောင်မထည့်လေကောင်လေးမထည့်ဟာဒီတော့တော့အမ်ဒီဘက်ကတော့အဟိုဘက်တစ်ခုဒီဘက်တစ်ခုအဲ့လိုထောက်ရတာအဲ့ဒါဆိုရင်ဒါဒုတ်လေးနဲ့လောက်ဆိုက်အော်ဒုတ်လေးနဲ့ဆိုက်ထားလိုက်လို့မြှောက်တယ်လို့မကြွတော့ဟုတ်အမ်ခဏတည်းဝင်ဝင်လဲဝင်ပြန်ထွက်ရတော့ ืมอืมเท่าไหร่ก่อนเท่าไหร่เท่าไหร่ก่อนอืมถั่วแค่เลยป่ะถั่วแค่เลยถั่วแค่เลยตรุละละตันนี่บายเนี่ยสรเราเราดีมาดีโหลจ้าเลยเนี่ยธรรมะธรรมะธรรมะดีโหลจ้าเลยเนี่ยดีโหลเลยဝင်เนี่ยไอ้หูเป็ดแล้วไอ้โหลเว้ยหูเป็ดแล้วไอ้โหลเนี่ยดีโหลจ้าเลยเนี่ยเนี่ยဝင်นะทีละบิ้วกระโดดအစာကိုကြတော့ဒေါလေးတွေထောက်ထားဟုတ်လားဒေါဘူးအစာနှီးနဲ့ရှိတာနှီးနဲ့ဩနှီးလေးနဲ့ချိန်ထားတာချိန်လို့စိုက်ထားတာဩဩဒါမလောက်အောင်လို့မြုံမလောက်အောင်အဲပုံစံမျိုးဒီလိုအဲ့လိုစိုက်ထား ဆက်အောင်ပြင်နေနဲ့ဒါတင်ပေးရသေးတယ်မတရားဘူးတရားဘူးဟောအဲ့လိုလေးโอเคမိုက်တယ်အလုံးကြီးဝိုင်းပြန်လဲဘလူယူရလဲဆိုတဲ့အောင်လေးကိုအဲရှင်းပြပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ဘာမိအင်္ဂလာကကိုအေးဆက်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးတက်တာနှုတ်ဆက်ပါတယ်